အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့သိပ္ပံနဲ့ဘာသာရေးစန့်ကျင်မှုဆိုတဲ့ကဏ္ဍကိုလေ့လာကြည့်မှာဖြစ်ပါတယ်သိပ္ပံနဲ့ဘာသာရေးစန့်ကျင်မှုဟာခေတ်သစ်လူငယ်များနဲ့အတိုက်ခံများကိုရင်ဆိုင်ရမှာအလွန်ရေးပါတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်လူများစုက သိပ္ပံပညာတိုးတက်လာတာနဲ့အမျှဘာသာရေးကခေတ်နောက်ကျပြီးမှားယွင်းသွားပြီလို့ယုံကြည်နေကြပါတယ် ဒီချက်ကိုဘလို့တဟဇာတဖြစ်စွာချင်းကပ်ပြီးတော့ခရိယယုံကြည်ခြင်းကိုခိုင်မာစွာကာကွယ်ရမလဲဆိုတဲ့အစီအစဉ်ကိုဖော်ပြပေးမှာဖြစ်ပါတယ်။သိပ္ပံနဲ့ဘာသာရေးစန့်ကျင်မှုဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာကဖန်ဆင်းခြင်းကိုမှားကြောင်းတတ်သိပြနေပြီးမဟုတ်လား။သိပ္ပံကိုယုံရင်ကျမ်းစာကိုဘလို့ယုံကြည်နိုင်တော့မလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့လောကအမြင်က အကြီးမားဆုံးတိုက်ပွဲတစ်ခုကိုရင်ဆိုင်ဖြေဆင်းမှာဖြစ်ပါတယ်။သိပ္ပံပညာနဲ့ဘာသာရေးကျွန်တော်တို့ရဲ့ပဝင်းကျင်ကလူတွေကပြောကြတယ်။ဆရာကြီးကျွန်တော်တို့ဟာကျောင်းမှာပစ်ပန်းသီအိုရီကိုသင်ရတယ်။စင်ကဲပြောင်းလဲမှု evolution ကိုသင်ရတယ်လို့ဆိုခြင်းဖြစ်တယ်။ဒီတော့ကဘာဦးကျမ်းမှာဖော်ပြထားတဲ့ရက်သက်တပတ်9ရက်နဲ့ဖန်ဆင်းခြင်းကိုဘယ်လိုလက်ခံနိုင်တော့မလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ ျွန်တော်တို့ခရိယန်တွေဟာသိပ္ပံပညာကိုလက်မခံတဲ့ခေနောက်ကျနေသူတွေလားဒီမေခွန်းရဲ့အဖြစ်ကခရိယန်အတ္တအတွက်အရေးကြီးခြင်းဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုပေးမှာဖြစ်ပါတယ်သိပ္ပံနဲ့ကျမ်းစာရဲ့ဂန္ဓခွဲခြားမှု၃ခုဖြင့်ရှင်းလင်းစွာပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်အစစ်အစ်နေနဲ့ကျမ်းစာနဲ့သိပ္ပံရဲ့မေခွန်းများကွဲပြားခြင်းအစစ်အစ်အနေနဲ့ဘုရားသခင်သည်အစပြုသူနှင့်ပြည့်ညက်ရှင်ဖြစ်ခြင်း အဆင့်3နေနဲ့ကျန်းစာရေးအဓိကရွေချက်ဆိုတဲ့အချက်3ချက်အဖြစ်ရှင်းလင်းပေးမှာဖြစ်ပါတယ်။ဒါကြောင့်အဆင့်1ကျန်းစာနဲ့တိတ်ပံဤမိခွန်များကွဲပြားခြင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စာလံ16တိမှာ မိုးကောင်းကင်သည်ဖျားသခင်ဤဘုံတော်ကိုကြွေးကြော်ဤမိုးမျက်နှာချက်သည်လက်တော်နှင့်ဖန်ဆင်းသောအရာကို ပြတတ်ဤလို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။သို့တို့တဲ့အိဗေကတိတ်ပံပညာနဲ့ဘာသာရေးဟာရန်သူတွေမဟုတ်ပါဘူး။ သူတို့ဟာမေကွန်ချင်းကွဲပြားပါတယ်လို့နားလည်မှာဖြစ်ပါတယ်။တိဗ္ဗံကဘလူလဲဆိုတဲ့ဟောင်းဆိုတဲ့မေကွန်ကိုဖြစ်ပါတယ်။ဥမာစကြဝဠာဘလူပေါက်ကွဲဖြစ်ပေါ်လာတာလေ။ကျမ်းစာကတော့ဘာကြောင့်လဲဝိုင်းဆိုတဲ့မေကွန်ကိုဖြစ်တာဖြစ်ပါတယ်။ဥပမာဖျားသခင်ကဘာယူရဲ့ချက်နဲ့ဖန်ဆင်းတာလဲဆိုတဲ့ချက်ဖြစ်ပါတယ်။ဖျားသခင်ရဲ့လက်ရဖန်ဆင်းခြင်းကိုလေလာခြင်းကဖျားသခင်ရဲ့ဘုန်းတော်ကိုပို့ပြီးမြင်စေတယ်လို့ ဆာလံကျန်းကဆိုပါတယ်။သိပ္ပံပညာရှင်တဟူဟာစัจ java ရာကို လေ့လာရင်ဘုရားသခင်ရဲ့ကြီးမြတ်မှုကိုပိုပြီးရှာဖွေတွေ့ရှိသင့်ပါတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အစစ်နှစ်နေနဲ့ဘုရားသခင်သည်အစာပြုသူနဲ့ပြည့်ညက်ရှင်ဖြစ်ခြင်းဆိုတဲ့အကြောင်းကိုနားလည်နိုင်ဖို့ကဘာဦးတစ်တစ်ကအစာဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုလိုတဲ့အသေးပေကသိပ္ပံပညာက ကဘာကြီးဟာဘစ်ဘန်းကနေစတင်တယ်လို့ပြောပါတယ်။ဒါဆိုရင်ဘစ်ဘန်းရဲ့အစအဦးမှာဘယ်သူကစတင်ပြီးတော့စွမ်းအင်ကိုထောက်ပံ့ပေးခဲ့တာလဲဆိုတော့ပြန်လည်မေးရမယ့်မေးခွန်းဖြစ်ပါတယ်။ကဘာဦးတစ်တစ်ကအစပြုသူကဘုရားသခင်ဖြစ်ကြောင်းကိုရှင်းပြထားပါတယ်။ဒါအပြင်ကဘာကြီးကိုလက်ပတ်စေတဲ့ဖီအားဓာတုပေရဏိယာမစတဲ့တိပ္ပံပညတ်တွေအားလုံးကိုဘယ်သူကဖန်တီးခဲ့တာလဲ။ ဘုရားတခင်ဟာဖန်ဆင်းရှင်သာမကဖန်ဆင်းခြင်းကိုစနစ်တကျလဲပတ်စေတဲ့ပညာရှင်လဲဖြစ်တယ်ဆိုတာကိုပေါ်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်အစဉ်သုံးနေနဲ့ကျမ်းစာရဲ့အဓိကရွယ်ချက်ကိုနားလည်ဖို့လိုအပ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးနှစ်တိ36မှာကျမ်းစာရှိသမျှသည်ဘုရားတခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍လို့ပေါ်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကကျမ်းစာဟာတိတ်ပိုင်ဆိုင်ရာကြောင်းသုံးစာအုပ်မဟုတ်ပါဘူး။ ကျမ်းစာရဲ့အဓိကရွယ်ချက်ကလူသားကိုဖျားသခင်ထံသို့ပြန်ရောက်အောင်လမ်းညွှန်ပေးဖို့ပဲဖြစ်တယ်လို့နားလည်မှာဖြစ်ပါတယ်။ဥပမာကဘာဦးကျမ်းရဲ့ဖန်ဆင်းခြင်းအခန်းကဏ္ဍမှာဖျားသခင်သည်ဘယ်လိုဖန်ဆင်းခဲ့တယ်ဆိုတာထက်ဘယ်သူကဖန်ဆင်းခဲ့တယ်ဖျားသခင်နဲ့ဘာကြောင့်ဖန်ဆင်းခဲ့တယ်ဘုံတော်အတွက်ဆိုတာကိုလေးထားဖော်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်အေးဝင်ကလေးဖြစ်ဏီကုန်းချုပ်ခြင်းကိုနားလည်နိုင်ဖို့ မိษွေတို့ဘုရားသခင်ကိုယုံကြည်ခြင်းဟာသိပ္ပံပညာကိုညှင်းပယ်ခြင်းမဟုတ်ပါဘူး။ဒါဟာလောကကြီးရဲ့ကြီးမြတ်မှုကိုလေ့လာရင်ဘုရားရှင်ဖန်ဆင်းရှင်ရဲ့ဉာဏ်ပညာကိုချီးမွမ်းခြင်းပဲဖြစ်တယ်လို့နားလည်မှာပါ။သိပ္ပံပညာရှင်တွေဟာဘုရားသခင်ရဲ့လက်ရာကို လေ့လာပါတယ်။ခရိယန်တွေဟာဖန်ဆင်းရှင်ကိုတော်တိုင်ကိုတည်ကျမ်းဝင်ရကြပါတယ်။ကျွန်တို့ဟာလောကကိုအုပ်ဆိုးတဲ့စီးမြင်းတွေသိပ္ပံကိုဖန်တီးခဲ့တဲ့ကျွန်တို့ရဲ့ ဖန်တီးခဲ့တဲ့ကျွန်ုပ်တို့ရဲ့အပြစ်ကိုဖယ်ရှားပေးဖို့လူဘဝနဲ့အသွေးအသားကိုယူဆောင်လာခဲ့တဲ့ဉာဏ်ပညာရှင်ဖြစ်တဲ့ယေရှုခရစ်ကိုယုံကြည်ခြင်းဖြစ်ပါတယ်။ကျွန်ုပ်တို့အနေနဲ့သင်ကိုဖိတ်ခေါ်လိုပါတယ်။သိပ္ပံပညာနဲ့ပတ်သက်ပြီးသင်ဘလောက်ပဲသင်ယူခဲ့ပါစေသင်ရဲ့အတ္တကိုအစပြုခဲ့တဲ့ဖန်ဆင်းရှင်ကိုသင်တည်ကျွမ်းပြီးပြီလား။ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်သာ သင်ဟာဖခင်သခင်ရဲ့ကြီးမြတ်တဲ့အစီအစဉ်ရဲ့ရည်ရွယ်ချက်ကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်တယ်ဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာပိပံနဲ့ဘာသာရေးဆန့်ကျင်မှုဆိုတဲ့အကြောင်းကိုနားလည်ပြီးယေရှုတော်ကိုရွေးချယ်တက်စီဖို့ရန်ကျမ်းစက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်သူအားလုံးပေါ်ဖျားသခင်ဤယေရှုတော်အသက်ရောက်ပါစေ။အာမင်။